ဒီကနေ့စလ30ရက်နေ့တနင်္လာနေ့အတွက်မွန်လဝသခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ဘင်္ဂလားပြည်နယ်အောင်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်းကအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်မြောက်ပိုင်းနဲ့အနောက်ဘင်္ဂလားပြည်နယ်တို့ကိုဖြတ်ကျော်နိုင်ပြီးမနေ့ပြန်နေလဲမှာတဖြည်းဖြည်းအာရုံသွားမယ်လို့မွန်လဝသပညာရှင်တွေကခန့်မှန်းထားပါတယ်။ဘင်္ဂလားပြည်နယ်အောင်မြောက်ပိုင်းမှာ နောက်ထပ်လေဝဲလှိုင်းနဲ့လေဗီယာနဲ့ရပ်ဝန်တွေဆက်လက်ဖြစ်ပေါ်ဖို့ရှိနေတယ်လို့မိုးလေဝသပညာရှင်ဝန်နိုင်ကခန့်မှန်းထားပါတယ်။လေဗီယာနဲ့ရပ်ဝန်တွေရဲ့အရှိန်နဲ့မုတ်တုံလီအားအလွန်ကောင်းနေတာကြောင့်ဒီကနေ့ကနေလာမယ့်ဇူလိုင်လ9ရက်နေ့အထိပြည်내နဲ့တိုင်းအားလုံးတို့မှာနေရာကြဲကြဲကနေနေရာဆဲဆဲမိုးထစ်ချုံရွာနိုင်ပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ဖောင်ပြည့်မြို့မှာစွန့်ရဲအမှတ်ကိုကြော်လွန်ရောက်ရှိနေတဲ့ချင်းတွင်းမြေကြီးဟာပြန်လည်ကြာဆင်းနေပြီဖြစ်ပြီး နောက်တရက်အတွင်းစိုးရည်အမတ်အောက်ကိုပြန်လည်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။မော်ရမျိုးကချင်းတွင်မြေရည်နဲ့မရောင်မျိုးကစစ်တောင်မြေရည်တွေကတော့နောက်တရက်အတွင်းအဲ့ဒီမျိုးတွေရဲ့စိုးရည်အမတ်ကိုရောက်ရှိနိုင်ပါတယ်။ဒါအပြင်ဘကုံမျိုးမှာလည်းဘကုံမြေရည်ဟာနောက်36နာရီအတွင်းစိုးရည်အမတ်ကိုရောက်ရှိနိုင်တာမို့အဲ့ဒီမျိုးတွေကမြေကန်အနည်းနဲ့မြေနေပိုင်းနေထိုင်ကြသူတွေအနည်းနဲ့တတိနဲ့နေထိုင်ကြဖို့နဲ့အချိန်မီရှောင်ရှားကြဖို့မိုးစလာကတတိပေးထားပါတယ်။ ဒီကနေ့ညနေထိကရင်ီကရပြီမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေတိုင်းတို့မှာနေရာကျကျရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာစိစိနဲ့ကြံပြင်းနေတဲ့တိုင်းတွေမှာနေရာအနေပြမုတ်ထချောရွာနိုင်ပြီးရွာရင်ရာနှောင်းပြိတ်ဖြစ်ပါတယ်။ကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရခိုင်ပြည်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ပြီးမုတ်ချနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလျာကောင်းရကနေအလုံးကောင်းနေပါတယ်။ မြန်မာကဲရုံးနဲ့တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာရမယန်ခါမိုးသွင်းလေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ကလှိုင်းမြင့်၁၇ဘီကနေ၁၃ဘီကန့်ရှိနိုင်ပါတယ်။ကချင်ပြည်၊မွန်ပြည်၊ရခိုင်ပြည်၊ရှမ်းပြည်မြောက်ပိုင်း၊စကိုင်းတိုင်းထက်ပိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးမိုးတိမ်တောင်များရွေ့ရှားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လှည့်စင်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစားရမိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ ဂျိုဒင်သတိပြုနေထိုင်ကြဖို့မိုဇလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်မွန်ပြည်ရခိုင်ပြည်ရှမ်းပြည်ရှေးပိုင်းနဲ့ပဲခူးတိုင်းတို့မှာမိုးပေါ်နေပါမယ်ရှင်။